ရီးမီးယားလိုက်ပွဲစဉ်ရှိရဲ့တနင်္ဂနွေနေ့ညအကောင်းဆုံးပွဲစဉ်ဖြစ်တဲ့လီဗာပူးနဲ့မန်ချက်စတာယူနိုက်တက်အခုနောက်ပိုင်းနှစ်တွေအတွင်းမှာလီဗာပူးကိုယင်ဆိုင်ဖို့မန်ချက်စတာယူနိုက်တက်အတွက်အကောင်းဆုံးအချိန်ကဘယ်ချိန်လဲလို့မေးရင်အခုချိန်လို့ပြောရမှာပါဘာဖြစ်လို့ကျွန်တော်အဲ့လိုပြောလဲဆိုရင်ကျွန်တော်တို့မန်ချက်စတာယူနိုက်တက်အသင်းရဲ့ရလဒ်တွေကောင်းနေလို့ ကစားပုံတွေတအားမိုက်နေလို့ပြောတာမဟုတ်ဘူးလီဗာပူးရဲ့အရှင်တွေကြောင့်ပြောတာဆိုတော့ဒီလိုပြောလို့လီဗာပူးကိုမန်ယူကအပိုင်နိုင်တော့မယ်လို့ပြောလို့မရဘူးလီဗာပူးကလက်ရှိအရှင်တွေမှာသူတို့ရဲ့အကောင်းဆုံးပုံစံကိုမရသေးဘူးဒီပြင် စိတ်သက်ပိုင်းဆိုင်ရာမှာလည်းဂါတာစရေးတို့ ခရစ်စတယ်ပဲလီတို့နောက်ချဲစီတို့ကိုသုံးပွဲဆက်တိုက်ချုံးပြီးတဲ့နောက်ပိုင်းမှာအရင်ကလား စိတ်တပိုင်းဆိုင်ရာယုံကြည်မှုပိုင်းဆိုင်ရာကောင်းမနေဘူးပေါ့လေဒီအရှင်တွေတွေ့ကြောင့်မန်ချက်စတာယူနိုက်တက်ကလီဗာပူးကိုရင်ဆိုင်ဖို့အကောင်းဆုံးအချိန်လို့ပြောတာပြန်ကြည့်လို့ရှိရင်မန်ချက်စတာယူနိုက်တက်ကလီဗာပူးကိုပရီးမီးယားလိပ်မှာမနိုင်တာခုနှစ်နှစ်တောင်ရှိသွားတယ်ဆိုတော့နောက်ဆုံးနိုင်ခဲ့တာကမော်ယိုဟိုနီးပြတော့ကဖြစ်တယ်ဗျ2018ခုနှစ်တုန်းကလီဗာပူးကိုမန်ယူက2-1နဲ့နိုင်ခဲ့တာရှိတယ်အဲ့နောက်ပိုင်းပရီးမီးယားလိပ်မှာလီဗာပူးကိုမန်ယူလုံးဝမနိုင်တော့ဘူး ကျွန်တော်နှစ်တိုင်းနှစ်တိုင်းပရီးမီးယားလိမ်မှာလီဗာပူးကိုရှုံးတယ်အမြင့်ဆုံးတည်ရပေါ့ပြီးခဲ့တဲ့နှစ်ကတော့မန်ချက်စတာယူနိုက်တက်ကလီဗာပူးရဲ့အိမ်ခွင်းမှာတူတူနဲ့တည်ကြအောင်ကန်နိုင်တယ်ဗျအဲ့ဒီအရင်နှစ်ကကလော့ကလော့လက်ထက်တုန်းကဆိုလို့ချင်းမန်ယူကိုလီဗာပူးကအိမ်ခွင်းမှာ 7C ဆိုတဲ့ရလက်နဲ့တော့ကျွန်တော်တို့ကိုကြိတ်ခဲ့တာဆိုတော့ရလက်တွေကတော်တော်ကြောက်ကြောက်ကောင်းတယ်ကျွန်တော်တို့နောက်ဆုံးထိတ်တိုက်တွေ့ဆုံမှုကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်း ထိတိုက်တွေ့ဆုံမှု10ချိန်မှာလက်ပါဘူးကမန်ယူကို6ချိန်နိုင်တယ်။မန်ယူက2ချိန်ပဲနိုင်တယ်။ဆိုတော့6ချိန်ကတည်ရကြတယ်ဗျာ။ဆိုတော့ထိတိုက်တွေ့ဆုံမှုရလက်တွေရဆိုလို့ချင်းလဲလက်ပါဘူးကိုမန်ယူကမနိုင်ဘူး။လက်ပါဘူးကမန်ယူထက်ပိုပြီးတော့ကောင်းနေတယ်။ဆိုတော့ကျွန်တော်တို့လက်ရှိပရီးမီးယားလေးရဲ့ရည်တည်မှုနဲ့အခြေအနေလေးကိုပြောကြည့်အောင်ပါ။ဆိုတော့လက်ပါဘူးကပြီးခဲ့တဲ့အပတ်ကကျွန်တော်တို့ Chelsea ကိုနောက်ကျကုန်းနဲ့ချုံးပြီးတဲ့နောက်ပိုင်းသူက Premier League အဆင့်1နေရာကနေအောက်ကိုဆင်းပေးလိုက်ရတယ်ပေါ့ အခုဆိုရင်ပရီးမီးယားလိခုနှစ်ပွဲကံပြီးတဲ့ချိန်မှာလီဗာပူးက9ပွဲနိုင်တယ်2ပွဲရှုံးတယ်ရမှတ်15မှတ်နဲ့ပရီးမီးယားလိရဲ့အဆင့်နှစ်နေရာမှာရပ်တည်နေတယ်မန်ချက်စတာယူနိုက်တက်ပြန်ကြည့်လို့ရှိရင်ပရီးမီးယားလိပွဲစဉ်ခုနှစ်ပွဲမှာ3ပွဲနိုင်တယ်2ပွဲတည်ကြတယ်3ပွဲရှုံးတယ်ရမှတ်က10မှတ်နဲ့အဆင့်30မှာရပ်တည်နေတယ်ဒီနှစ်သင်းကြာရမှတ်9မှတ်ပဲကွာဟတယ်လို့ဆိုပေမဲ့ကစားပုံကတော့ ဒီရှင်ဒီမှာတော့တော်တော်ကြွားသေးတယ်မန်ချက်စတာယူနိုက်တက်ဒီဆက်မတ်ထဲမှာသူတို့ရယူခဲ့တဲ့ကိုးမတ်ကအိမ်ကွင်းမှာယူခဲ့တာအဝေးကွင်းပွဲစဉ်၃ပွဲကစားပြီးသွားပြီမန်စီးတီးကိုချုံးတယ်ဘရန်ဖို့ကိုချုံးတယ်ဖူအန်ကိုတည်ရကြတယ်တပွဲမှမနိုင်သေးဘူးအိမ်ကွင်းမှာတော့၃ပွဲနိုင်ထားတယ်ရှဲစီးကိုနိုင်တယ်ဘန်လီကိုနိုင်တယ်နောက်ဆန်ဒါလန်ပေါ့ဗျရှဲစီး ကိုနိုင်တယ်ဆိုတာကလည်းရှဲသီးကိုတယောက်ယောက်နဲ့မလို့နိုင်ခဲ့တာလို့ကျွန်တော်အဲ့ပွဲစဉ်မှာပြောလို့ရတယ်ဆိုတော့စန်ဒါလန်ကတော့တန်တက်အသင်းဗျာဘန်လီလည်းတန်တက်အသင်းဒါမှမဟုတ်ဘန်လီကိုနောက်ကျကုန်နေနိုင်တာဆိုတော့အဝေးကွင်းနေမှာဆိုလို့ရှိရင်လည်းရလက်ကဂူးချိန်ကြီးတော်တော်ဆိုးတယ်နောက်ထပ်သတိထားရမှာကကျွန်တော်မန်ချက်စတာယူနိုက်တက်ကရူဘင်အာမိုရင် ရောက်လာပြီးကြတဲ့ကပရီးမီးယားလိုင်းမှာနှစ်ပွဲဆက်နိုင်တယ်ဆိုတာမရှိဘူးအဲ့တော့ပြီးခဲ့တဲ့ပွဲစဉ်ကတော့ဆန်ဒါလန်ကိုမန်ယူကနိုင်ထားတယ် အခုအဝေးကွင်းပွဲစဉ်ဖြစ်တယ်လီဗာပူးအိမ်ကွင်းကိုသွားကန်ရမယ်ဒီပွဲစဉ်မှာမန်ချက်စတာယူနိုက်တက်ကနိုင်နိုင်လာဆိုလီဗာပူးဘက်ကပြန်ကြည့်လို့ရှိရင်လီဗာပူးကဒီအာဒီမှာငါးပွဲနိုင်တာအထက်မှာအိမ်ကွင်းပွဲစဉ်သုံးပွဲပါတယ်ဒီအာဒီစုစုပေါင်းလီဗာပူးကစားခဲ့တဲ့ပွဲစဉ်တွေအားလုံးမှာလီဗာပူးအိမ်ကွင်းပွဲစဉ်တစ်ပွဲမှရှုံးမထားဘူးယာနုံးပြည့်လီဗာပူးကနိုင်ခဲ့တာဆိုလီဗာပူးရဲ့အိမ်ကွင်းမှတ်တမ်းကတကယ်မိုက်တယ်ဗျာ ဒါတော့လီဗာပူးကတကယ်ကစားသမားအချင်းချင်းကြားမှာနားလည်မှုအပြည့်အဝရနေတဲ့အသင်းမျိုးမဟုတ်သေးဘူးသူတို့ကသူတို့ရဲ့အမြင့်ဆုံးခြေစွမ်းကိုရနေတာမျိုးမဟုတ်သေးဘူးဆိုတော့မန်ချက်စတာယူနိုက်တက်ရဲ့အဝေးကွင်းရလက်ဆိုရူဘင်အာမိုရင်ရဲ့လက်အောက်မန်ချက်စတာယူနိုက်တက်ပရီးမီးယားလိမ်းမှာနှစ်ပွဲဆက်မနိုင်ဘူးဘူးဆိုတော့အတန်းဆိုးတွေနဲ့လီဗာပူးရဲ့အိမ်ဝင်းမှတ်တမ်းကောင်းအခြေအနေက တော်တော်လေးတော့ဟိုကပြောင်းကပြန်နိုင်တာဗောဗျာဆိုတော့ဒီလိုအိမ်ကွင်းမတန်ကောင်းရှိတဲ့အသင်းနောက်လက်ရှိပရီးမီးယားလိရဲ့အဆင့်နှစ်နေရာမှာရှိနေတဲ့အသင်းကိုမန်ချက်စတာယူနိုက်တက်ကအနိုင်ရပါမလားလီဗာပူးကဒီနှစ်မှာနောက်တန်းကပုံမှန်ဂိုးတွေခွင့်ပြုနေရတယ်ဆောက်တန်တန်လို့လို့နောက်အေဗာတန်တို့လို့အသင်းတွေကိုတော့မှလီဗာပူးကတွင်းဂိုးတွေခွင့်ပြုနေရတယ်ဆိုတော့ပွဲတိုင်းလို့လီဗာပူးကဂိုးခွင့်ပြုရတယ်ဗျာဒါကတော့ကျွန်တော်တို့ဒါမျှော်လင့်စရာပါလေနောက်တစ်ချက်က ဒီဘက်မှာလီဗာပူးကအားထားရတဲ့ဂူဇမာလက်ဆွန်မပါဘူးဒါကလည်းမန်ယူတက်တော့သတင်းကောင်းပဲလီဗာပူးအတွက်တော့သတင်းဆိုးပါဗျာကျန်တဲ့ကစားသမားတွေအားလုံးကလီဗာပူးမှာပါဝင်နိုင်ချေရှိတယ်အဲနောက်တန်တရားရှိတာကတော့ကိုနာတေးအဲဒီဘက်မှာပါမပါသိချာမသိရသေးဘူးဗောနဲဆိုတော့သူ့ရဲ့ဒဏ်ရာအရှိနေအသေးစားဒဏ်ရာရထားတယ်လို့ကျွန်တော်သိရတယ်ဆိုတော့ဒီဘက်မှာပါမပါမသိကြဘူးသို့တော်လည်းဟိုနေပြတော့ဒီနေ့ training စင်းမယ်ဆိုတာမျိုးပြောထားတယ် ဒါကြောင့်ကိုနာလေးလည်းပါကောင်းပါလာနိုင်တယ်ဗောလေကျန်တဲ့ကစားသမားတွေအားလုံးကလည်းပါဦးမှာ လုံးဝ fit ဖြစ်တယ်နောက်တိုက်စစ်မူဆိုလို့ချင်းလည်းဗျာ effect ရှိမယ်နောက် itchy ticky ရှိမယ် share တွေပဲနော် slash တို့ gut bow တို့ဒီကစားသမားတွေအရ share တွေပဲဆိုတော့ manu တိုက်စစ်ကိုပြန်ကြည့်မယ်ကုညာရှိမယ် brian ambumo ရှိမယ်နောက် sicko ရှိမယ်ကစားသမားတွေကတော့ကစားသမားကောင်းတွေပဲသို့တော်လည်းအရှင်းရှင်းကြားမှာရှိတ်ဆက် မှုနားလည်မှုကအခုချိန်ထိအကောင်းဆုံးအချိန်တွေမှာမရှိနေသေးဘူးဆိုတော့ပြန်ကြည့်ရင် Manchester United ဒီဟာဒီကံကြတဲ့ Premier League အဝေးကွင်းပွဲစဉ်၃ပွဲမှာတိုက်စစ်ကနှစ်ဂိုးပဲသွင်းထားတယ်ဗျာအဲ့နှစ်ဂိုးထဲမှာတဂိုးကအုံဂိုးဗျာဆိုတော့ကျွန်တော်တို့တိုက်စစ်ကတဂိုးပဲသွင်းနိုင်တယ်အဲ့၃ပွဲမှာဆိုတော့ဒီအချိန်တွေမှာ Liverpool ကိုသွားကန်ရတာနည်းနည်းတော့ဟိုစိုးရင်စရာကောင်းတယ်ပေါ့တော်တော်လေ Liverpool ရဲ့အကောင်းဆုံးအချိန်တွေရှိမနေမှု နောက်စိတ်တပိုင်းဆိုင်ရာအရသုံးပွဲဆက်တိုက်ရှုံးထားတဲ့အတွက်ထိခိုက်နေတဲ့အရှင်ကြီးကြောင့်သာမန်ယူကဒီချိန်မှာလေဗာကူးကိုကန်ဖို့အကောင်းဆုံးအချိန်နေလို့ပြောရတာပေါ့မန်ချက်စတာယူနိုက်တက်ပရိသတ်တယောက်အနေနဲ့တော့မန်ယူကိုနိုင်စေချင်တာပဲသို့သော်လည်းလက်တွေ့ကြကြစဉ်းစားရင်မန်ယူအနေနဲ့လေဗာကူးအင်ဂရင်းမှာသွားပြီးတော့တည်ခံကစားနိုင်အောင်မှကျွန်တော်ကပြောရမှာပြီးခဲ့တဲ့9နှစ်အတွင်းကျွန်တော်လေဗာကူးနဲ့ကန်တိုင်းဂူအောင်ရတာရှိတယ်ကျွန်တော် ဒီအချိန်မှာတော့ကျွန်တော်တို့အခုတော့မအောင်ဘူးဆိုရင်တော့တော်တော်ကောင်းပါဗျာအနည်းဆုံးတေကြရင်တော့မှမဆိုးဘူးလို့ပြောမှာဒါကမန်ချက်စတာယူနိုက်တက်ပြိတ္တတယောက်အနေနဲ့ကိုယ့်ရဲ့ခံစားချက်ကိုပြောပြအောင်နိုင်တော့အတိုင်းထက်လုံးပေါ့တိုးတိုးလည်းဒီပွဲကိုလက်တွေ့ကြကြသုံးသပ်မယ်ဆိုရင်တော့လီဗာပူးရဲ့နိုင်ရီရခိုင်နှုန်းကမန်ချက်စတာယူနိုက်တက်ထက်ဟိုမြင့်မားနေတယ်ဆိုတော့ဒါညင်းလို့မရဘူးပေါ့ဗျာတိုးတိုးလည်းဘောလုံးဆိုတာဘာမှမဆိုဖြစ်နိုင်တယ်ဗျာမန်ချက်စတာယူနိုက်တက်ပြိတ္တအနေနဲ့တော့ မန်ယူအားပေးရမှာပဲရှုံးရှုံးနိုင်နိုင်ပေါ့ဟုတ်တယ်မလား